ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခါမှာတင်ဆက်ဖို့ရွေးချယ်ထားတဲ့ဇာလံအကြောင်းအရာလေးကတော့မောင်ခိုင်ခန့်ရဲ့တီဘာပြန်ဥပအေးဆိုတဲ့ဇာလံအကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ဇာလံလေးကိုအခုပဲနားဆင်မယ်နော်။စာရေးသူကလွန်ခဲ့တဲ့ဆယ်နှစ်ကြာကြာခန့်ကရန်ကုန်တောင်ပိုင်းခရိုင်ရှိမြို့ကလေးတစ်မြို့မှာစိုက်ပျိုးရေးဝန်ထမ်းဘဝနဲ့တာဝန်ထမ်းဆောင်ခဲ့ရတယ်။မိမိတာဝန်ထမ်းဆောင်ရတဲ့မြို့ကလေးတို့စတင်ရောက်ရှိခြင်းကပဲမြို့နယ်ရဲ့လူမှုရေးစီးပွားရေး လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စများကို ရှေးဥစွာလည်လာဖြစ်ခဲ့တယ်။အဲ့ဒီမြို့ကလေးမှာတော့ကျေးရွာပေါင်း64ရာရှိတယ်။မြန်မာလူမျိုးအများစုနေထိုင်ကြတယ်။ထို့အတူပဲကျုပ်ကလားစတဲ့လူမျိုးများလည်းနေထိုင်ကြပါတယ်။ရက်ွက်တစ်ခုမှာတော့မြန်မာတိုင်းသားကီလူမျိုးများလည်းနေထိုင်ကြတယ်။မြို့နယ်အတွင်းမှာရှိတဲ့လူဒန်းစားအများစုကတော့လေယာဉ်လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုကြတယ်။လူနည်းစုမှာတော့ပင်လယ်ငါးဖမ်းလုပ်ငန်းနဲ့ ကုန်တဲလုပ်ငန်းစသည်တို့ကိုလုတ်ကန်ပြီးတော့အတက်မွန်းဝန်းချောင်းပြုနေကြတယ်။တောင်သူလျာဦးကြီးမြရဲ့အဓိကတည်နံစိုက်ပျိုးရေးကတော့စံစပါစိုက်ပျိုးရေးပါပဲ။မြို့နေလူတန်းစားအများစုရဲ့စိတ်နေသဘောထားကတော့ရိုးသားဖြူစင်ကြတယ်။တူဦးနဲ့တူဦးချစ်ချင်ရင်းနှီးစွာနဲ့ကူညီဆောင်ရွက်ပေးလင်းရှိတယ်။စာရေးသူဟာအဲ့မြို့ကလေးတို့ရောက်စားကတော့မိတ်ဆွေအပေါင်းအသင်းမရှိပေမဲ့လုပ်ငန်းတာဝန်ကိစ္စရများအရသွာလာလှူရှာရင်းနဲ့မိတ်ဆွေအပေါင်းအသင်းတင်များတွေ့ရှိခဲ့တယ်။ စာရေးသူရဲ့မိတ်ဆွေအပေါင်းအသင်းများထဲမှာတော့ဈေးနောက်ဖက်မှာရှိတဲ့တိတ်ခွေအငားဆိုင်ကအငိမ့်စားကျောင်းဆရာကြီးနဲ့ဦးလဲပါဝင်ပါတယ်။အဲ့ဒီကျောင်းဆရာကြီးများနဲ့စာရေးသူဟာလွန်စွာရင်းနှီးသွားကြပြီးတော့ညနေတိုင်းလူလူမှာပဲတိတ်ခွေအငားဆိုင်ကိုသွားရောက်ကလဲပတ်လေရှိကြတယ်။တနေ့မှာတော့စာရေးသူနဲ့အငိမ့်စားကျောင်းဆရာကြီးဦးစောအောင်တို့ဟာထူရလေးပါစကားပြောဆိုကြရင်နဲ့မကြသေးမီကကိုရစ်ဖြစ်ဖြစ်တွေ့မြင်ခဲ့ရတဲ့တီယာပြန်ဥပအေးအကြောင်းကိုသိရတယ်။ အဲ့ချင်းကစာရေးသူဟာငရဲပြင်ရောက်တရားပြန်ဥပအေးအကြောင်းကိုစိတ်ဝင်စားစွာနဲ့နားထောင်မှတ်သားခဲ့တယ်။ထို့အတူလှုပ်ဖို့ကြိုင်မဲ့ဝန်ထမ်းများနဲ့မြို့ကန်မိတ်ဆွေများထံကနေဥပအေးရဲ့ကိုရစ်ဖျက်ဆန်းတရားပြန်စကားလက်ဆောင်တို့ကိုလည်းတေချာတိပတ်စွာနဲ့ကြားသိခဲ့ရပြန်ပါတယ်။ဥပအေးရဲ့အသက်က90ကျော်60နီးပါးရှိပြီဖြစ်တယ်။အရရှိရှိပိန်ပိန်ပါပါ ဥကောင်းမစပင်းတွေက ဖြူနေပြီဖြစ်တယ်။ဥပအေးဟာ အခြားမြို့တစ်မြို့မှာလာရောက်ပြီးတော့အလုတ်လုတ်ကန်စားတောက်နေသူတူဖြစ်ပါတယ်။ဥပအေးခမညာအသက်အရွယ်နဲ့မမြအောင်ကိုပင်ပန်းဆင်းရဲစွာနဲ့စိုက်ကားနေပြီးတော့တားသမီးများကိုယူသားစွာနဲ့ရှာဖွေလုတ်ကန်ကျူးမွေးနေသူဖြစ်ပါတယ်။ဥပအေးဆိုတဲ့အမည်ဟာအမည်ကြီးမဟုတ်ပါဘူး။တစ်ဖက်သားကပြုတ်မှုရန်လိုလာသည့်တန်အောင်တုတ်ပြန်ပြောဆိုရန်ဖြစ်လိမ့်မရှိတဲ့အတွက်သူ့ရဲ့မိတ်ဆွေအပေါင်းအသင်းအင်းနီနာချင်းများကပေးထားတဲ့နာမည်ဖြစ်ပါတယ်။အခုအခါမှာသူ့ရဲ့ငယ်နာမည်ပြောက်ပြီးတော့ ဥပအီလိုသာအမြင်တွင်လည်းသာရှိနေတော့တယ်။ဥပအီဟာသမုတ်တရားဝန်းတထော်အတွက်အသက်အရွယ်နဲ့မမျှစိုက်ကားနေလျက်ပင်ပန်းကြီးစွာနဲ့လောက်ကင်ရှောက်ပွဲစားတောက်နေရသူတူဖြစ်တယ်။သူနေထိုင်ရာမြို့ကလေးဟာမုတ်တမပင်လယ်ခွေ့အနီးမှာမြို့ကလေးတစ်မြို့ဖြစ်ပြီးတော့မိုးရာသီမှာတော့မိုးများသီးထန်စွာရွာသွန်းလေရှိတယ်။ဒါပေမဲ့ဥပအီဟာနွေမိုးဆောင်300တီကလပလုံးဟာစိုက်ကားနေလျက်သာအသက်မွေးဝမ်းကြောင်းပြုရရှာပါတယ်။မိုးအကုန်ဆောင်အကူ တဆောင်မုံလာတဲ့ကိုရောက်လာတဲ့အခါမှာတော့ဥပအီရဲ့ကျမ်းမာကြီးကတိတိတတ်တာကိုကြာစင်းလာနေပါတယ်။စိတ်သွားရင်းကိုမပါတော့ရခင်ကပင်ကျမ်းမာကြီးတက်ခန့်အားနေတဲ့ဥပအီတယောက်ပင်ပန်းစင်းရဲမှုတန်းကြောင့်အိယာထဲမှာဘုံဘုံလဲတော့တယ်။ခြေလက်လုံးမှာပါစပ်လို့ရတဲ့ဘဝမှုတခြားအပူဝင်ငွေကလည်းမရှိ။တောင်ဝေးလဲရင်ဖိုးသူတော်ထူနိုင်ပေမဲ့ဖိုးသူတော်လဲတဲ့အခါမှာတော့တောင်ဝေးလဲမထူနိုင်တော့ဘူး။သူ့ကျမ်းမာကြီးအတွက်သူကိုယ်ပိုင်ပစ္စည်းဥစ္စာကလေးများကိုထုခွဲရောင်းချပြီးတော့ ဈေးရုံစည်းကမ်းများကိုပြတ်တရရတယ်။ရှိသမျှပစ္စည်းများကုန်သည့်တိုင်အောင်ဥပအီရဲ့ကျဲမကြီးအခြေအနေကထူးခြားမှုမရှိဘူး။တလကွယ်နလနီးပါးများကြာလာသည့်တိုင်အမြင်နာမှမမေရရမရှိတဲ့ကျဲမကြီးအခြေအနေကြောင့်မစားနိုင်မတောက်နိုင်ဖြစ်လာခဲ့တော့တယ်။သမင်းလည်းမစားခြင်းဟင်းနဲ့လည်းမခံနိုင်ရေကူပင်ကောင်းကောင်းမတောက်နိုင်ပဲနဲ့ဖြစ်နေတယ်။အဲ့လိုအချင်းတွေရောက်ရှိလာတဲ့အခါမှာတော့ဥပအေးရဲ့မိသားစုတွေကနွားတို့တိုက်တယ်။ဥပအေးကအချင်းရှိသမျ ဟောင်းနှွမ်းအုံမင်းနေတဲ့ခြင်းတော်အတွင်းတို့သာဝင်နေတော့တယ်။လူမမာလာမေးတဲ့အတိမိတ်ဆွေတော်မကသူ့ရဲ့မိသားစုများကိုပဲမတွေ့ချင်မမြင်ချင်အောင်သူ့စိတ်ကဖြစ်နေတယ်။ဥပအေးစိတ်ချမ်းသာစေရည်အတွက်မိသားစုများမှလည်းသူ့ဆန္ဒအတိုင်းကိုခြင်းတော်အတွင်းတို့နှင်ထားကြတယ်။တနေ့တော့ဥပအေးဟာခြင်းတော်အတွင်းတို့ဝင်ပြီးတော့အိတ်နေစင်မှာပဲအိတ်မပြောနိုင်တာကြောင့်တောင်တွင်းမြောက်တွင်းနဲ့ခြင်းတော်အမိုးကိုကြည်နေမိတယ်။အဲ့အချိန်ဥပအေးရဲ့ရင်းနှီးကနေ မခံမရနိုင်အောင်ပူလောင်တဲ့ဝေဒနာကိုပြင်းစွာခံစားလိုက်ရတယ်။အိမ်ခေါမိုးတစ်နှစ်ပေါက်လို့မှနေရောင်ခြည်များတိုးဝင်လာတဲ့အတွက်နေ့တစ်နေ့ရဲ့ညနေပိုင်းကိုရောက်ရှိလာတာကိုဥပအေးသိတယ်။ဥပအေးခမရှင်လေးမှပူလောင်မှုဝေဒနာကြောင့်မခံမရနိုင်အောင်ဖြစ်လျက်ညှဉ်းညူကအိယာဘော်ကနေလူးလိမ့်နေရတယ်။သူ့မိသားစုများကလည်းဥပအေးရဲ့ဝေဒနာကို ကြည့်ပြီးတော့စိုးရင်စွာနဲ့ဆရာဝန်နဲ့ပြင့်ပြီးတော့ဆေးကုကြတယ်။ဒါပေမဲ့ဥပအေးဝေဒနာကမတက်တာပါ။ ညဘက်ကိုရောက်လာတဲ့အခါမှာတော့အိမ်ခါမူတနိပောက်တို့မှတိုးဝင်လာတဲ့လာရောင်ဝိုးတဝါကိုဥပဧတတိထားမိတယ်။တနိမြားပေါက်လေရွယွင်းပြက်စီးနေတာကို ကြည့်ပြီးတော့တံဝေကရမိပါတယ်။ဩပစ္စည်းတင်ခါရလူတင်ခါရဆိုတာဒါပါပဲလား။မနစ်ကမိုးထားတဲ့တနိတွေအကောင်အစ်စ်လေးတွေတောင်မှ ပြက်စီးရွယွင်းရမှာပါလား။ဥပဧအားတံဝေကတတိနဲ့နေစဲနိုင်ပင်တတိမြားတစ်ချက်ရတစ်ချက်ဖြစ်နေတယ်။ ဥပအေလူးလူရင်းနဲ့ခနာကူမှာတဖြည်းဖြည်းငြိမ်သက်လာတယ်။ရဲစခန်းကနေရှစ်နိုင်တန်းချောင်းခောက်တန်ကိုတိတာထင်ရှားစွာနဲ့ကြားလိုက်ရတယ်။အဲဒီနောက်အမင်းအကြအာယုံတို့ဟာဝေဝါးနေတော့တယ်။အဲဒီနောက်ပိုင်းမှာတော့တတောင်တောင်ဆိုတဲ့ရဲစခန်းစီမှာတန်းချောင်းခောက်တန်6ချက်ကိုကြားရတယ်။လောကကြီးတစ်ခုလုံးကိုမသိတော့လူဘဝတစ်ခုလုံးကိုပင်လုံလုံလလလမသိရောဥပအေရဲ့အနီးပတ်ဝန်းကျင်မိသားစုများကဝမ်းနည်းစွာနဲ့ ငိုကြွေးတဲ့ရှိုက်တဲ့တို့ကလည်းစူညံပွက်လို့ရိုက်သွားတယ်။ရက်ွက်အတွင်ကအိနီနာချင်းမိတ်ဆွေတင်ကဟာများကလည်းအတုပါမေရောက်လာကြတယ်။ဥပအေးတယောက်အဲ့အချင်းရများအားလုံးကိုစူးစင်းများမသိငြိမ်သက်စွာနဲ့ပဲအိယာထက်မှလဲလျောင်းနေတယ်။နောက်တနေ့မနေ့မှာတော့ဥပအေးရဲ့မိသားစုနဲ့ဆွေမျိုးများဟာစူဝေးတံမင်းပြီးတော့အတုပါချမဲ့ရက်ကိုတတ်မှတ်ကြတယ်။ဂျေမွေရဲ့ကိစ္စအတွေ့စီစဉ်ကြရတယ်။ဥပအေးနေထိုင်ရာမြို့ကလေးရဲ့ထုံးစံအရာ တေသူကိုအခောင်းသွင်းပြီးတော့အိမ်ရှိမှထုတ်ထားကြရတယ်။ထုံးစံအတိုင်းဥပအေးအတွက်အခောင်းရက်ပြီးတော့အိမ်ရှိထုတ်ရန်စီမံကြတယ်။ဥပအေးရဲ့ခန္ဓာကိုယ်ကြီးကိုအခောင်းထဲမှာထည့်ရန်ဟန်ပြနေစင်မှာပဲ။တမီးကြီးဖြစ်သူကအခောင်းထဲမှာထည့်ရန်ငိုရိပ်ပြောနေတယ်။ဒါတို့မျိုးရဲ့ထုံးစံပဲကလေးရဲ့။ကလေးကလိမ်မာပါတယ်။ညီအဖေကိုဒီအခောင်းထဲထည့်အောင်နော်။ဟင်အင်းဟင်အင်းအဖေကိုအခောင်းထဲမှာထည့်ရဘူး။အဖေမတည်ဘူး။ ဥပရဲ့သမီးအကြီးမဟာသူ့ဖေအားအခောင်းတွင်းသို့မထက်နိုင်ရန်ငိုရိုတောင်းပန်လျက်သူ့ကိုယ်လုံးနဲ့အုံမိုးပြီးတော့ဖက်တွယ်ထားတယ်။ကဲခလေးစိတ်ချမ်းသာအောင်မထက်ပါနဲ့ဗျာ။နေပါစေ။အခောင်းထဲထက်ရန်ဆိုင်းပြင်နေတဲ့ဥပရဲ့လှုပ်ဖော်ကိန်းပဲများလဲသူ့သမီးအကြီးကြောင့်လက်လျှော့ပြီးတော့အခောင်းကိုမှယူကအိမ်ပေါ်မှဆင်းသွားကြတယ်။နောက်တနေ့နဲ့နဲ့မှာတော့ဥပရဲ့ရုပ်ခန္ဓာအားသူ့သမီးအကြီးရဲ့ဆန္ဒအရအခောင်းမတင်သေးတော့လဲ။အေရှင်းလမ်းမတို့ထုတ်ဆောင်ကြတယ်။ အဲ့နောက်ဘဲဦးတစ်တာပြက်သုံးလုံးပေါ်မှာတော့ကက်ကျန်းခင်းပြီးတင်ထားကြတယ်။ထုံးစံအတိုင်းဥပအေးရဲ့ခြေမလက်မတို့ကိုကျိုးတုတ်ချီထားတယ်။သုံးရမြောက်တဲ့နေ့အာယုံမတက်မီမှာတော့အတုဝချမဲ့နေ့တိုင်အောင်ဥပအေးရဲ့ခန္ဓာကိုယ်ဟာမပုတ်မသူနှွေးထွေးနေစေပဲ။ဒါပေမဲ့ခန္ဓာကိုယ်ဟာတုတ်တုတ်များမလို့အသေးကောင်ကဲ့သို့ပင်ဆက်ဆက်ကြီးသာဖြစ်နေတယ်။ဥပအေးတို့ရဲ့မြို့ထုံးစံအရအတုဝပို့မဲ့သူများဟာထမင်းကျွရန် စီစံစားငရုတ်ကျက်သွန်ဟင်းလျာများကိုအကျွေးဝယ်ယူ၍စင်စင်ထားပြင်ဖြစ်တယ်။ဖုန်ကြီးကြောင့်မှအုံမောင်ခောက်တံကိုပင်ကြားရပြီးတော့အိမ်ပေါ်မှာရှိတဲ့ဖဲဝိုင်းများမှအယုတ်အစာအဟစ်တံများကနည်းနည်းအာရုံမတက်မီမှာကျက်တည်မင်္ဂလာရှိတဲ့လင်းကျက်တွန်တံကိုလွန်မှုကငယ်ဆိုးထိုးတံကဲ့သို့ဆူညံနေတယ်။အဲ့ဒီအချိန်မှာပဲလမ်းဘေးအလောင်းစင်မှဥပအေးရဲ့ညင်းညူရေးတောင်းတံဟာဖဲဝိုင်းမှလောင်ကစားသမားများရဲ့အတံကိုလွန်မှုသွားတယ်။အဲ့ဒီအခါဖဲသမားများနဲ့ အိန္ဒုအိန္ဒာမြရဲ့အတန်ကပုံမိုးပြီးတော့တိတ်ဆိတ်ငြိမ်သက်သွားတော့တယ်။ရှေးရှေးပြပါ ရှင်နေပူလူလူရေးပြကြပါဥပအေရဲ့ရေတောင်းတန်ကိုဒုတိယအကြိမ်ကြားလိုက်ရတယ်။အဲ့ဒီအခါဖဲဖဲမလူများဟာတရေ၆တဲ့အထင်နဲ့ရုံတုံကထွက်ပြေးကြတယ်။ဥပအေခင်ဗျာမရှေးဥစွာကောင်းကင်ကြီးကိုကြည်လျက်မျက်လုံးများပြဝင်နေတယ်။အဲ့ဒီအချိန်မှာဥပအေရဲ့မိသားစုများအနေနဲ့တမီးအကြီးဖြစ်သူကအပြေးရောက်ရှိလာပြီးတော့ ခြေမကျိုးလက်မကျိုးများကိုဖြတ်တောက်ပြီးတော့သူ့ဖခင်အားပွေ့ချူလိုက်တယ်။အိမ်နောက်မိသားစုများနဲ့အတူဥပအေးအားအိမ်ပေါ်သို့ပွေ့ယူရွှေ့ပြောင်းပေးလိုက်ကြတယ်။ဥပအေးလည်းရေကိုတဝကြီးတောက်ပြီးတော့နေချိုက်စွာနဲ့ပြန်အိတ်လိုက်ပြန်တယ်။ဥပအေးအိတ်ပြောင်းနေစင်မှာပဲအလောင်းစင်ပြင်ခေါင်းမှအစအလုံးလိုဟာအစဖြတ်ပြီးတော့တင်းစဲထားလိုက်ကြတယ်။မွမတက်မီမှာတော့ဥပအေးဟာပြန်လဲတတိယလာတယ်။တေယောပြန်ဥပအေးဘာအေးမတည်ဘူးကွာ။ တမျက်လုံးတရက်ကွက်လုံးမှအုံအုံကျွတ်ကျွတ်ဖြစ်သွားကြတယ်။တချို့လူများကတရားကပြန်ရှင်လာမှမဟုတ်ပါဘူး။ဖုတ်ဝင်နေတာနေပါပါလို့မယုံကြည်နိုင်မဲနဲ့ဖြစ်နေကြတယ်။ဥပအေမတာအတွက်ဝယ်ယူထားတဲ့ပစ္စည်းရှင်များလည်းဥပအေမတည်ရကျွေးတောင်ရောက်လာကြတော့တယ်။အတုပအကူငွေရမှအကျွေးဆက်ရန်ဖြစ်တော့လေ။ဥပအေမတည်၍အကူငွေမရတော့ဘူး။နောက်တရက်နေ့ရက်နေ့မှကျွေးဆက်မိအကြောင်းဂတိထထပေးပြီးတော့ကျွေးရှင်များအားတောင်းပန်ရတယ်။ နောက်မှာတော့ဥပအေအားသူပိုင်ဆက်ကားနဲ့အိန္ဒပရိဘောကများကို ရောင်းချပြီးတော့ကျွေးဆက်လိုက်ရတယ်။ဥပအေအားသူ့ရဲ့တရားပြန်အတွေ့အကြုံကိုမိသားစုများနဲ့တကွနေဆက်ရမိတ်ဆွေများကိုပြန်ပြီးတော့ဖောက်တယ်ချလိုက်တယ်။အဲ့ဒီခါမှာတော့ပူရွေ့ပူရွေ့ပြီးအံ့ဩသွားကြရတယ်။ကျမ်းမာရဲ့အခြေအနေကြောင့်ဥပအေအားတတိမယတစ်ချက်ရတစ်ချက်ဖြစ်နေခဲ့တယ်။မကြာမီမှာတော့လုံးဝကိုတတိလိမြျောသွားတော့တယ်။အဲ့ဒီအချိန်မှာ လုံးကျစ်တောက်ခိုင်ပြီးတော့ဗလကောင်းတဲ့လူကြီးတယောက်ကဥပအေးရဲ့အိမ်ရှိကိုရောက်လာတယ်။ဟိတ်ကောင်ပါအေးလာလိုက်ခဲ့။သူ့အိမ်ရှိကိုရောက်လာတဲ့အခါကရောင်းကြိုက်တဲ့လူကြီးကတင်းမာတဲ့အတန်နဲ့ဥပအေးအားခေါ်လိုက်တယ်။ဥပအေးလည်းအဲ့လူကြီးအားကြောက်ရွံ့တာကြောင့်ကြောက်ကြောက်လန့်လန့်နဲ့သူ့ခေါ်ရနောက်ကိုလိုက်သွားတော့တယ်။သူ့နောက်သူ့ဥပအေးလိုက်ရန်ဟန်ပြင်လိုက်တာနဲ့အုံတုံးကဲ့သို့တုံးကလေးသုံးလုံးရောက်လာတယ်။အုံတုံးကလေးသုံးလုံးဟာ ကျိုးနဲ့လည်းမကြည့်တန်နဲ့လည်းမရိုက်ပဲနဲ့ပူကတ်နေကြတယ်။ရင်အုံတုံးကလေးများပေါ်မှာတော့ဥပအေးအားတက်ခိုင်းနေ။အုံတုံးကလေးများပေါ်သို့ဥပအေးရောက်တာနဲ့ပဲအုံတုံးကလေးများနဲ့အတူမြေကြီးမှတဆင့်အောက်သို့နေဆင်းသွားတယ်။အုံတုံးကလေးများရဲ့သွားနှုန်းဟာပြောပြပြတတ်အောင်မြန်ဆန်လွန်းလာနေတယ်။ဥပအေးအားလာခေါ်တဲ့လူကြီးဟာဘာမှမဖြစ်သလိုနေတယ်။အချိန်နှင်းငယ်ကြာတဲ့အခါမှာတော့လေဟာနဲ့ဟင်းလေးပြင်ကွက်လာကြီးတစ်ခုတည်းကိုရောက်ရှိလာတယ်။ အဲ့နောက်လေးဘက်လေးတန်ကာယံထားတဲ့ခြံဝင်းကြီးကဲ့သို့နေရာကိုမြင်တွေ့လိုက်ရတယ်။အဲ့ဒီခြံဝင်းကြီးရဲ့နယံတစ်ဖက်ကနေလွန်စွာကြီးမားပြီးတော့သူ့ရဲ့ခိုင်ခဲတဲ့တကားနှစ်ချာပွင့်သွားတယ်။ဥပအင်းနဲ့အတူလိုက်ပါလာတဲ့လူကြီးဟာအဲ့ဒီတကားပေါက်မှနေတဆင့်ခြံဝင်းအတွင်းကိုဝင်လိုက်ကြတယ်။ကဲပါယူပါတစားစားနဲ့အော်ခိလျက်ရှိတဲ့လူသားများကိုဥပအေးကြားရတယ်။လူများကိုတော့မမြင်ရအဲ့ခါဥပအေးအားလာခေါ်တဲ့လူကြီးက အခုရောက်နေတာငရဲပြည်ဖြစ်ကြောင်းပြောလိုက်တယ်။ငရဲပြည်လိုဥပအေးကြားလိုက်ရမှာပဲ။သူ့တကူလုံးဟာမိပူဟတ်တယ်လို့ခံစားလိုက်ရတယ်။ကြောက်လေကြောက်သွားတယ်။တနေရာအရောက်မှာတော့ပစများအာကောင်များကိုတန်ချိတ်များနဲ့ချိတ်ဆွဲထားတဲ့သွေးတန်ရင်ရင်နဲ့လူအများကိုဥပအေးမြင်တွေ့နေရတယ်။ဥပအေးမမင်းမီသူနဲ့အတူပါလာတဲ့လူကြီးကငားများတဲ့သူတွေနဲ့လိန်ပြောတဲ့သူတွေအဲ့လိုခင်ရတယ်လို့ရှင်းပြတယ်။ထို့အတူပဲတင်းပုတ်ကဲ့သို့သောအရာကြီးများနဲ့ တယောက်နဲ့တယောက်ဘာတပြန်ကြားတပြန်ရက်နေတဲ့မြင်ကွင်းတနေရာကိုရောက်ရှိလာပြန်တယ်။ဥပအေအားခေါ်ဆောင်လာတဲ့လူကြီးကငရဲကံများကိုတနေရာပြီးတနေရာ ပြရင်နဲ့ဗဇက်ကလည်းရှင်းပြနေတယ်။အော်ခစ်တန်ကြီးညွန်တန်များနဲ့ကဘာပြက်လူခမန်းစုညံနေတယ်။အမှန်ပြောရရင်တော့ဥပအေခမများမှာအနိဋ္ဌာအာယုံမြင်ကွင်းများကိုဆက်ရမကြည့်ရတော့ဘူး။ဒါပေမဲ့သူ့ကိုခေါ်လာတဲ့လူကြီးအားကြောက်ရွံ့ရတာဆက်ကြည့်နေရတယ်။ငရဲကဲတနေရာကိုအရောက်မှာတော့ဥပအေနေထိုင်ရာမြို့ကလေးမှာ သူ့အစ်တတူကိုတွေ့ရတယ်။ဥပအီလည်းအန်အောစွာနဲ့သူ့အစ်တမိမကြီးအားဒီနေရာကိုဘာလို့ရောက်နေတာလဲလို့လမ်းမေးလိုက်တယ်။အဲ့မိမကြီးကပြန်ပြီးអော်ပြောပြီးမဲ့အတန်ကမထွက်။သူပြောလိုက်တဲ့စကားကိုလည်းဥပအီကနားမလဲ။အဲ့ခါသူ့အားခေါ်ဆောင်လာတဲ့လူကြီးကကြားမဝင်ပြီးတော့စကားပြန်လုပ်ပေးရတယ်။သူ့အစ်တမိမကြီးအားတကူလုံးသားနဲ့အစစ်စစ်မမအမွန်းခံနေရတယ်။တချို့လူတွေကတော့တကူလုံးသားနဲ့ဖြတ်တောက်ခံနေရတယ်။ သူ့အားခေါ်ဆောင်လာတဲ့လူကြီးရဲ့ပြောကြားချက်အရအဲ့မိမကြီးဟာလူပြင်မာနေစင်မှာငါးရှင်များကိုဓာတ်နဲ့မွန်းခဲခြင်းကြောင့်ဖြစ်တယ်လို့သိရတယ်။အဲ့ငရေကန်အတွင်းမှာပဲသူ့အစ်အမျိုးသားတူအုပ်ကိုဥပအေထပ်မံတွေ့ရှိရပြန်တယ်။အဲ့လူကြီးရဲ့အသားရည်များကိုဓမ္မကဲ့သို့သောအရာများနဲ့လီးထစ်စွခွာနေကြတယ်။စကပြန်လူကြီးပြောကြတဲ့အရာ သူ့အစ်လူကြီးဟာလူပြင်မာငရေစင်ကျွမ်းသားများကိုမတေခင်ကပင်အရေကွန်စွခွာပြီးတော့ အသားများကိုလီးယူခုတ်ထိတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းကိုဥပအေးသိရတယ်။အဲ့ဒီလူကြီးကစကပြန်လူကြီးကနေတဆင့်သူသိသိထားခဲ့တဲ့အရေးကြီးစာချုပ်စာတမ်းများကို နေရာနဲ့တကွပြောရင်မာနေတယ်။လူပြေရောက်ရင်တော့သူအားရည်စူးပြီးအလူတန်းပေးပြီးတော့ရမမင်းကြီးအားအမြအတန်းပေးဝင်ရန်ကိုအမှားစကားဆိုရှာတယ်။တခြားငရေကန်းတင်နေရာကိုရောက်တဲ့အခါမှာတော့ဥပအေးနေထိုင်တဲ့ရက်ွက်ထဲကနေမိန်းကလေးငယ်တူကိုတွေ့ရတယ်။ ဥပအေးအတိမိန်ကလေးငယ်မှာ ရှက်ယူလာမသိသူငရဲခင်ရတဲ့အဖြစ်ကိုပြောမပြဘဲနဲ့သူသိမ်းထားတဲ့ရွှေဆက်ကလေးများရှိတဲ့နေရာကိုပြောကားအလူပေးပြီးတော့အမြအတန်းဝေရန်မှရှာတယ်။တနေရာမှတနေရာကိုဥပအေးအားခေါ်လာတဲ့လူကြီးကလိုက်ပြတယ်။ဗဆက်ချဲကိုရင်နွေးပူကဲ့သို့အရေးများမိကြီးကဲ့သို့တောက်လောင်နေတဲ့အရာများကိုထွေးသွင်းလောင်းထက်နေတဲ့အရက်သမားဘိန်းစားများရဲ့ငရဲကန်းကိုလည်းဥပအေးတွေ့ရတယ်။ဖျက်ဆက်အောင်တအောင်ထက်များပြတဲ့လူအများပြားဟာ ငရဲခံနေရတာကိုဥပအေးတွေ့ရတာကြောင့်ပိုရွတ်ပင်ကြောက်လာတယ်။ကြောက်ရွံ့မကြည့်ချင်လို့လည်းမရဆက်ရည်သာကြည့်နေရတယ်။တခြားငရဲကန်းတင်နေရကိုရောက်တဲ့အခါမှာတော့သူနေတဲ့မြို့ကလေးကနေចောင်းသားလေးတူဦးကိုမြင်တွေ့လိုက်ရတယ်။အဲ့ဒီចောင်းသားလေးဟာသွေးတန်ရင်ရင်နဲ့ရှေ့ကပြေးလျက်နောက်ကခွေးနဲ့ကြီးများကလိုက်ကြိုက်နေတယ်။အဲ့ဒီနောက်စူးနဲ့တစ်ပင်ကြီးကိုရောက်တဲ့အခါမှာတော့ငရဲတင်းကြီးကစူးချိန်နဲ့ရိုက်ပြီးတော့တစ်ပင်ပေါ်ကိုတက်ခိုင်းတယ်။ တစ်ပင်ကဆူးများကလည်းចောင်းသားကလေးရဲ့ရင်းဝတ်နဲ့ခြေလက်ပေါင်းတို့ကိုထိုးဝင်ကုန်ကြတယ်။တစ်ပင်အောက်ကိုပြန်ဆင်းလာတဲ့အခါမှာတော့လူကြီးများကဓားလန်များနဲ့အကျဉ်းချင်းရက်နဲ့ထိုးခုတ်ကြပြန်တယ်။ဥပအေးရဲ့အတိလူငယ်လေးဟာចောင်းနေစဉ်ကတငယ်ချင်းများရဲ့စာအုပ်ဖောင်တင်စသည်များကိုခိုးဝဲခဲ့ခြင်းငားရွေပြန်မပေးဘဲထားခဲ့ခြင်းတို့ကြောင့်ငရဲခဏီယာចောင်းကိုသိရတယ်။အဲ့ចောင်းသားလူငယ်လေးကခိုးယူငားရင်ဝဲထားတဲ့နေရာများနဲ့ ပြန်ပေးရမယ်။သူ့တငယ်ချင်းចောင်းသားကလေးများရဲ့အမိများကိုလည်းဥပအေးနဲ့အတူမလိုက်တယ်။နောက်တနေ့မှာတော့တစ်တာတင်းမှုကဲ့သို့သောအရာကြီးများနဲ့ငရဲသားများအားလက်ရိုက်နေတယ်။အရိုက်ခံနေရတဲ့ငရဲသားများဟာလဲကျမသွားနိုင်အောင်ဘဲတစ်ဖက်ညာတစ်ဖက်ညက်ပူးညက်ပိရိုက်ကြတယ်။အဲ့ဒီအချိန်မှာငရဲမှခံနေရတဲ့လူပေါင်းများစွာတဲ့ကနေသူနဲ့တည်တဲ့ရက်ွက်လူကြီးတူဦးကိုလည်းတွေ့ရပြန်တယ်။ဥပအေးရဲ့အတီးရက်ွက်လူကြီးဟာ လူပြည်မှာအသက်ရှင်စဉ်ကရက်ွက်သူရက်ွက်သားများထံကနေရေကန်တူးရန်ကောက်ခံထားတဲ့လူငွေများကိုကွန်စာဆစ်လိတောက်ပြီးတော့ငရဲခံရခြင်းဖြစ်ပါတယ်။အဲရက်ွက်လူကြီးကတော့သူတင်းထားတဲ့ရှင်ငွေများခေါင်းအုံးဖြာစတဲ့နေရာများမှာထက်ပြီးတော့တင်းထားချောင်းကိုမာတယ်။ထို့အတူပဲရင်းပစ္စည်းများကိုသူ့မိသားစုအားတဝက်ကို စား၍တဝက်ကိုသူ့အားရည်စူးပြီးတော့အလူအတက်အမြဝေပေးရန်လဲမလိုက်တယ်။အဲနောက်ဥပအေးနဲ့အတူပါလာတဲ့လူကြီးကဘာအေး တိတ်ကြမနေပါနဲ့ကွာဒီငရဲကန်းကိုနောက်ဆုံးအနေနဲ့ကြည့်ပါအောင်ကွာလို့ပြောလိုက်တော့ဥပအေးဟာဝမ်းသာတယ်လို့လို့ဖြစ်သွားတယ်ဥပအေးနောက်ဆုံးမြင်တွေ့ရတဲ့ငရဲကန်းကတော့ငရဲအိုးကြီးအတွင်းမှာငရဲခံနေရတဲ့သူတွေဖြစ်တယ်ငရဲခံနေရတဲ့သူတွေကတော့ပွပွဲဆူနေတဲ့ရေအိုးအတွင်းမှာမြုပ်ချီပေါ်ချီနေဖြစ်နေတယ်ခလေးလူကြီးမိမအသားအရောင်မျိုးစုံလူမျိုးစုံကိုမြင်တွေ့ရတယ်နောက်ဆုံးငရဲကန်းကြည့်ပြီးတဲ့နောက်မြေကွက်လာကြီးတစ်ခုကိုဖြတ်ပြီးတော့ ရမမင်းကြီးနေထိုင်ရာရတနာဘိမှန်နဲ့ပန်းမှန်များဖွင့်ဝေဆာလျက်ရှိနေတဲ့ပန်းဥယျာဉ်ကြီးကိုတွေ့မြင်လိုက်ရတယ်။အဲ့ဒီနေရာများကို ဖြတ်ကျော်လာပြီးတော့ချောင်းကန်းစတနေရာကိုရောက်ရှိလာတဲ့အခါမှာတော့အဖိုးအကြီးတူဦးကိုတွေ့ရတယ်။ဥပအေအားခေါ်ဆောင်လာတဲ့လူကြီးကအဲ့ဒါဆေးဆရာကြီးကပြို့ဆရာကြီးဟောဒီကဘာအေးရဲ့ယောဂကိုဘာဆင်းနဲ့ကုရင်ပြောင်းမလဲလို့လမ်းမေးလိုက်တယ်။အဲ့ဒီခါဆေးဆရာကြီးကတဲ့ရင်ကြီးရွတ်နဲ့ ထင်းရက်ကိုသုံးခွက်တစ်ခွက်တင်းကျူစားမိဖို့နဲ့တော့ပျောက်တာပေါ့ကွာလို့ပြန်ပြောလိုက်တယ်။ဟိတ်ကောင်ပါအေးအဲ့စင်းဒီတေချာမှတ်သွားနော်။ဥပအေးအားသူနဲ့အတူပါလာတဲ့လူကြီးကတတိပေးလိုက်တယ်။အဲ့နောက်ဥပအေးတို့စီးလာတဲ့အုံတုံးကလေးတွေဟာအလာနှုံးချက်ကိုပိုးလို့နေမြန်စွာသွားနေတယ်။မကြမီမှာတော့ဥပအေးဟာအုံတုံးကလေးကို စီးနေအေးရှိလဲမပေါ်ရှိသူ့အလောင်းနှားကိုရောက်ရှိလာတယ်။အဲ့အချိန်မှာသူ့အားလာခေါ်တဲ့လူကြီးက ဟိတ်ကောင်ပအေးဆင်းလို့နောက်ကနေတွန်းချလိုက်တယ်။ချက်ချင်းဆိုသလိုသူ့အားလာခေါ်တဲ့လူကြီးနဲ့အုံတုံးကလေးတွေဟာပျောက်ကွယ်သွားတော့တယ်။မကြမီမှာတော့ဥပအေးလည်းအသက်ပြန်ရှင်လာတယ်။ငရဲပြေမှာပေးလိုက်တဲ့ဆင်းနီးနဲ့ဥပအေးလည်းပြန်လဲကျမ်းမာလာခဲ့ရှာတယ်။ဥပအေးဟာသွားနိုင်လာနိုင်တဲ့အဆင့်ထိကျမ်းမာလာတဲ့အခါမှာတော့ငရဲပြေမှာအမပါလိုက်တဲ့စကားလက်ဆောင်များကိုတအိမ်နဲ့တအိမ်စင်းလိုက်ပြီးတော့ပြောပြတယ်။တချို့အိမ်တွေကတော့မယုံ။အစင်းများကိုရှာဖွေတွေ့ရှိမှယုံကြည်သွားကြတယ်။ အခုခဥပအေကတော့မျက်မြင်ကိုယ်တွေ့ဖြစ်ရငရဲခမ်းများကိုကြောက်ရွံ့တရားဓမ္မများကိုရခင်ကထက်ပို့ပြီးတော့လိုက်စားကြင်ကြံအားထုတ်လျက်ရှိတယ်။ထို့အတူပဲတခြားလူများတတိတဝေကရစီရန်အတွက်ငရဲပြည်မှာတွေ့မြင်ခဲ့ရတဲ့အဖြစ်အပျက်များကိုပြန်ပြောပြပြီးတော့တတိပေးနိုးဆိုလျက်ရှိနေပါတော့တယ်။ပရိသတ်များရှင်ဒီဇလန်အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။ဒီလိုစိတ်ဝင်စားစရာဇလန်အကြောင်းအရာတွေကိုအမြဲတမ်းဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါအောင်ရှင်။ဇလံအသစ်သစ်တွေတင်တိုင်းအမြင်နာဆင်နိုင်ဖို့အတွက်ကိုလည်းဘေးနားက notification လေးကိုမနှိပ်ကတင်ရင်နှိပ်သွားပေးဖို့မြင်တာရက်ခံပေးရစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်